အမေရိကန်နိုင်ငံသားတွေတည်တန်းစာရေးပြီးမှသွားရမယ့်နိုင်ငံ၁၀နိုင်ငံအားလုံးပဲမိင်္ဂလာပါခင်ဗျာဘာမဆမ်းများကနေပြန်လဲကြိုလိုက်ပါရင်27ရာစုမှာကမ္ဘာကြီးကရောင်းဖြစ်သွားပြီလို့ပြောကြပါရင်ဒီလိုအချိန်မှာကမ္ဘာအင်အားကြီးအမေရိကန်ကသွားချင်တဲ့နေရာသွားလို့ရမယ်ထင်မှားသွားပါလိမ့်မယ်အမေရိကန်ခီးသွားတယ်ဆိုရင်ခါခါတီးတီးဖြစ်ပြီးရန်ရှာမဲ့နိုင်ငံတွေလည်းရှိနေလို့ပါဒီလိုထဲမှာတော့ထိတ်ဆုံးဆင်နိုင်ငံကိုမျှဝေပေးသွားမှာဖြစ်ပါရင်ဒီကိစ္စတွေကနိုင်ငံရေးတသက်မဟုတ်ပါဘူးပုဂ္ဂိုလ်ရေးဆိုင်ရာမုန်တီးမှုတွေလည်းပါနေခဲ့တာပါအဲ့တော့အရှိကြီးမပြောတော့ဘူးဘယ်နိုင်ငံတွေကအမေရိကန်ကိုဒီလောက်မုန်တီးနေတာလဲဆိုတာကိုပဲစက်ကြည့်ကြဖို့ဖိတ်ခေါ်လိုက်ရပါတယ် မြောက်ကိုရီးယားဆယ်ဖီရရုံနဲ့အဖမ်းခံရခြင်းတော့မြောက်ကိုရီးယားကိုတွားလေလို့ရပါတယ်အဖမ်းခံရတဲ့ဆိုပေမဲ့မပြန်လည်ကိုရောက်သွားတာလည်းဖြစ်နိုင်နေတာပါမြောက်ကိုရီးယားကလည်းအမေရိကန်ခီးသွားတွေကိုမလာဖို့တားမြစ်ထားပါတယ်ဘယ်ထီလဲဆိုရင်2026ခုနှစ်ဩဂတ်လကုန်ထိပါပဲအဲ့နောက်ပိုင်းပြန်ပြီးခွင့်ပြုမလားဒီတိုင်းပဲဆက်တားမြစ်ထားမလားဆိုတာကိုလည်းမသိသေးပါဘူးပြောရရင်အမေရိကန်နိုင်ငံကလက်မှတ်ကမြောက်ကိုရီးယားမှာဆိုရင်တော့ဒဲယောင်ကြီးတင်းတယ်လို့ဖြစ်သွားမှာပါခိုးဝင်နိုင်ခဲ့လို့မိသွားပြီဂျိုဘော့အိတ်ထဲမှာတမချန်းစာတိုးလောက်တွေ့သွားရင်လည်း လော်ဘေးစခန်းမှာ15နှစ်လောက်ဝင်ကားစားနေရနိုင်ပါတယ်။ပေါ်ဆိုတော့ကအဲ့မှာအမေရိကန်တန်ရုံမရှိပါဘူး။အရေးပေါ်ဆက်သွယ်ရမယ့်911 hotline လည်းမရှိပါဘူး။အမေရိကန်နိုင်ငံသားတွေပြုံရန်ထောင်ထဲရောက်သွားတဲ့အခါဆူတောင်းရမှာကဆွေရင်ကောင်းစေးဝင်တွေရောက်လာဖို့ပါပဲ။သူတို့ကပဲဂျားရဲကနေကူညီပေးနိုင်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒါကအကူအညီလောက်လောက်လာလာရမှာမဟုတ်ပါဘူး။အမေရိကန်နိုင်ငံသားရဲ့ဝင်ကြီးဌာနကလည်းမြောက်ကိုရီးယားကိုမသွားဖို့တတိပေးထားတာပါ။ My life my choice ဆိုပြီးသွားမဲ့သူတွေဆိုရင်လည်းအသေးတန်းစာကြိုရင်းထားဖို့တောင်ပြောထားတာဖြစ်ပါတယ်။မြောက်ကိုရီးယားကတော့သူ့ချန်နဲ့လာဥတဲ့ဥကိုသူ့ချက်ဖရဲ့ဥလိုပဲသဘောထားတာပါ။ ချက်ဖားရင်းကဥမှုမှုဆိုပေမဲ့မြောက်ကိုရီးယားရဲ့အမေရိကန်ဆိုင်ရာသဘောထားကအဲ့လိုရှိနေခဲ့တာဖြစ်ပါရင်စီးရီးယားစစ်ကားတွေကြီးပြီးစစ်ပွဲတွေကြားထဲမှာပြေးသွားခြင်းနဲ့ဆိုရင်တော့စီးရီးယားကိုသွားလို့ရပါရင်အမေရိကန်အတွက်ဆိုရင်တော့ level ပိုခတ်မှာပါအဲ့မှာလည်းတန်ယုံလုံးဝမရှိပါဘူး၂012ခုနှစ်လောက်ကတည်းကအမေရိကန်ကနိုင်ငံတွေကနေနှုတ်ဆက်ထွက်ခွာသွားခဲ့တာပါအဲ့ဒါကြောင့်တခုခုဆိုရင်ကောင်စစ်ဝင်ရောက်လာကကယ်လိမ့်မယ်ဆိုပြီးမျှော်လင့်နေလို့မရပါဘူးအမေရိကန်မရှိတဲ့နောက်ပိုင်းစီးရီးယားကပို့ပြီးဆိုလာပါရင်၂012ခုနှစ်မှာတော့စစ်သွေးကြအဖွဲ့တစ်ဖွဲ့ကနိုင်ငံရဲ့တက်ဝက်လောက်ကိုတင်လိုက်တာပါ အဲ့တော့အရင်ကအာနိုတို့ရမ်ဘိုတို့လိုတတိကောင်းခဲ့တဲ့အမေရိကန်တွေတော့မသွားရတော့ပါဘူးခီးသွားဗီဇာရဖို့ဆိုတာလည်းမဖြစ်နိုင်တဲ့အခြေအနေပါအချောင်းမျိုးမျိုးကြောင့်မော်ကိုလန်ချောင်းကနေရောက်သွားခဲ့ရင်လည်းဖျားအမြင့်တားနေရပါလိမ့်မယ်အဲ့ဒီမှာကအမေရိကန်တွေအတွက်တင်မဟုတ်ပါဘူးလူတိုင်းအတွက်တင်မင်းတမန်ထောင်ချောက်တွေရှိနေတာပါလမ်ဘော်ကမိုင်းခွင်းတွေပြန်ပေးသမားတွေလက်နက်ကိုင်းတွေစသဖြင့်မျိုးစုံပါပဲအမေရိကန်တွေအတွက်ဆိုရင်တော့ပိုဆိုးပါတယ်အမေရိကန်တွေသူတို့မြင်နေချင်းချတယ်လို့ကြားလိုက်တာနဲ့ကိုရမင်းကိုစားပြီးဒုက္ခပေးမဲ့သူတွေလည်းအများကြီးရှိနေလို့ပါပဲလီဗီယာ လေပြာကလည်းအခြေအနေတော်တော်ဆိုးပါတယ်လေရင်တွေကိုတော့ပိုင်နေတဲ့အထက်ကပေးပြန်တာမဟုတ်ပါဘူးလေစိတ်တွေကိုလည်းပိတ်ထားပါတယ်အမေရိကန်လေရင်တွေနဲ့သူတို့ဝင်ပိုင်နေတဲ့ဝင်လာတာနဲ့ပြဖို့အထိကြီးညာထားတာပါဖက်ဒရယ်လမ်းကြောင်းစီမံခန့်ခွဲရေးအဖွဲ့ FAA ကလည်း2018အထိလေပြာဝင်ဟင်ပေါ်ကနေအမေရိကန်လေရင်တွေမပြောင်းဖို့တားမြစ်ထားတာဖြစ်ပါတယ်အရန်စွန်သားခြင်းလို့လေဒီနဲ့ခုံဆင်းသွားမယ်ဆိုရင်လည်းအောက်ရောက်တာနဲ့တန်းဖန်းသွားမယ်သူတွေကအသိဆောင်နေပါပါ2014လောက်ကလေးကအမေရိကန်တန်ယုံတွေပြေးခင်ရတာဖြစ်ပြီးတန်ယုံကိစ္စကိုတော့မော်တာနဲ့တူနီရှားတို့ကနေလဲပက်နေရတာဖြစ်ပါရင်အဲဒါကြောင့်လေပြားမှာ အမေရိကန်နိုင်ငံသားတွေတခုခုဖြစ်ရင်ကဲမဲ့သူရှိမှာမဟုတ်ပါဘူးဒီထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတာကလီဗျားဟာတဝါသူတိုင်ပတ်နေတာပါပဲ2025ခုနှစ်မေလတုန်းကလည်း Tripoli မြို့တော်မှာပြစ်ခတ်မှုကြီးကြပ်ဖြစ်ပြီးတေဆုံးသူဒဏ်ရာရသူတွေအများကြီးရှိခဲ့တာပါတော်မီလောင်လို့တောကြောင်နေလက်ခမောင်းခတ်သလိုပါပဲတရားမေးသမားတွေကအမေရိကန်နိုင်ငံသားတွေရဲ့ passport ကိုထိလက်မှတ်လို့သဘောထားတာပါအဲဒါကြောင့်အမေရိကန်နိုင်ငံသားတိုင်းဟာပြင်းပြဖြစ်နေပါလိမ့်မယ်ရောင်းလို့တော့မသွားသေးတဲ့နေရာပါကံကောင်းလို့ပြန်ပေးမဆွဲခံရဘူးဆိုရင်လမ်းပေါ်ကမိုင်းနေရုတ်တရက်ဖြစ်လာတဲ့တိုက်ခိုက်မှုတွေကိုသတိထားရပါဦးမယ်။နောက်ပြီး လေပြားရောင်အမေရိကန်နေဘာပဲဖြစ်ဖြစ်ကဲမဲ့သူဆိုတာလုံးဝရှိလာမှာမဟုတ်ပါဘူး Dreaming Dreaming ကတော့သတိထားစရာပုံများနေတာပါအချိန်မီရောက်လာနိုင်တဲ့လေချောင်းတိုက်ခိုက်မှုတွေရှိသလိုကုဆတ်မြန်ကာလာဝမ်ရောကာနဲ့မကြုံအောင်လဲမနေ့သတိထားမှာဖြစ်ပါရင်မြို့တိုင်းကိုထိန်းချုပ်ထားတဲ့လက်နက်ကိုင်အဖွဲ့တွေကလည်းကွဲပြားနေတာပါ Dreaming ကအမေရိကန်နိုင်ငံသားတွေအတွက်ဆိုရင်အချိန်မီပေါက်ကွဲနိုင်တဲ့ချိန်ကိုင်ပုံတစ်ခုလိုပါပဲအစိုးရဖွဲ့စည်းနေဆိုတာကလည်းရှုပ်ထွေးပွေလီနေတာပါအမေရိကန်တန်ယုံကလည်း2015လောက်ခရေကပိတ်သွားခဲ့တာဖြစ်ပါတယ်။ရီမင်းမှာဒုက္ခရောက်ခဲ့ရင်အာလာနေမီးကွက်တောင်ကယ်နိုင်ဖို့မသေးကြပါဘူး။ ဒီနိုင်ငံမှာဘယ်နေရာလေးကတော့ဘေးကင်းပါတယ်ဆိုပြီးတော့သတ်မှတ်လို့မရပါဘူး။မြို့တော်ဆာနာကဟိုတီရဲ့ထင်းချုံမှုအပါရှိနေပြီးတောင်ပိုင်းမှာလည်းပြည်သူစစ်တွေကြီးစိုးထားပါတယ်။နောက်ပြီးလမ်းပေါ်မှာတနေတကားကနေရှောက်သွားနေတဲ့အဲကိုင်နာနဲ့အိုင်းစစ်တို့လိုလည်းတွေ့နိုင်တာပါ။ဒီဘွယ်စီတွေမှာမတူညီတဲ့အကျိုးစီးပွားနဲ့ရည်တည်မှုတွေရှိပါတယ်။ဒါပေမဲ့အားလုံးတူညီတာကတော့အမေရိကန်ဆိုရင်အသေးရရအရှင်ရရဖြစ်နေတာပါ။ဒီကြားထဲမှာအမေရိကန်ရိမေနှစ်နိုင်ငံသားခံယူထားတဲ့သူတွေလည်းရှိပါတယ်။ဒါပေမဲ့အဲဒီကိစ္စကလည်းတင်ပြီးအာမခံချက်မရှိပါဘူး။အမေရိကန်တို့အတန်ချားလိုက်တာနဲ့ရန်သူတို့သဘောထားတာဖြစ်ပါရင် အဲ့ဒီကောင်းစင်နဲ့အဖမ်းခံရရင်လည်းအချိန်လေးကအတင်မကောင်းလှပါဘူး။နောက်ဆုံးရလက်ကိုပဲမျောလင်းထားရမှာပါ။အဲ့လိုဖြစ်ခဲ့တဲ့ကိစ္စတွေလည်းတကယ်ရှိခဲ့ပါတယ်။တရားစီရင်ခွင့်ဖုန်းခေါ်ခွင့်အကူအညီတောင်းခွင့်တွေလည်းမရှိပါဘူး။ရင်းမြမာကစေယုံနေတော့ဘေးကင်းတာမဟုတ်ပါဘူး။နောက်ပြီးနှစ်ပေါင်းများစွာကြာမြင့်လာပြီးဖြစ်တဲ့စစ်ပွဲတွေကြောင့်အခြေခံကျန်းမာရေးစနစ်တွေကလည်းပြင်ဆင်နေတာပါ။ကာလာဝဲယောဂါပြန်ပွားမှုဆိုရင်လည်းထိမနိုင်အောင်ပါပဲ။ဝတ်သက်ယောဂါကလည်းခေါင်းထောင်ထားနေရပါ။ဒီကြားထဲမှာပိုလီယိုကလည်းဝင်နှောက်နေပါသေးတယ်။နောက်ပြီးရင်းမြမာတို့ခုခုဖြစ်ရင်ကျန်းမာရေးစောင့်ရှောက်မှုရဖို့မျှော်လင့်လို့မရပါဘူး။ အကန့်ခဲပြောင်းစေးလေးရှိရင်တော့ကံကောင်းနေပြီလို့ပြောရမှာပါ။နေရာတိုင်းမှာလည်းမြေမြုပ်ပုံးတွေရှိနေပါရင်အမေရိကန်ဆိုရကရီမီမှာရှိတဲ့သူတွေကိုအမြန်ဆုံးထွက်ခွာဖို့အကြံပေးထားတာပါ။ဒါပေမဲ့လေချောင်းခီးစင်တွေကလည်းရှားပါလာပါရင်အဲဒါကြောင့်မတော်တဆရောက်သွားခဲ့ရင်တော့ပြန်ထွက်ခွင့်ရဖို့ရင်တထိတ်ထိတ်နဲ့မျှော်လင့်နေရမှာပါ။အီရန်ဘလို့ကိစ္စနဲ့ဖြစ်ဖြစ်အီရန်ကိုရောက်ခဲ့ရင်အရင်ဆုံးထင်ခံရမှာကဒက်ရှိုဆိုပြီးပါပဲ။အခုလည်းရှိဖြစ်နေတဲ့စစ်ပွဲတွေကြောင့်အချိန်တွေကပိုဆိုးသွားပါရင်အီရန်မှာလည်းအမေရိကန်တန်ရုံမရှိပါဘူး။အဲဒါကြောင့်ကောင်စင်ဝင်ရဲ့အကူအညီတော့အမြန်ထွက်ခွာခွင့်တော့မျှော်လင့်လို့မရပါဘူး။ အရန်ကန်ကောင်းရင်တော့မျောလင်းလို့ရတာတခုပဲရှိပါတယ်ဆွစ်ဇာလန်တန်တမန်တယောက်ကစကားလာပြောတဲ့ကိစ္စပါပဲအဲ့ဒါကလည်း Israel Iran စစ်ပွဲတွေမဖြစ်ခင်အထီးလောက်ပါပဲစစ်ပွဲဖြစ်ပြီးလက်ရှိအခြေအနေကအရန်ကိုတင်းမာနေပါတယ်လောလောဆယ်မှာလည်းလေကြောင်းလိုင်းတွေရပ်တန့်ထားရတာပါအဲ့ဒါကြောင့် Iran ကိုရောက်နေတဲ့ American များစုကသူတို့ရဲ့အစီအစဉ်ကိုချက်ချင်းဖျက်သိမ်းပြီး Armenian, Azerbaijan, Turkey တို့ကိုဖျက်ပြီးကုန်းလန်းကနေပြတ်ခေရပါတယ်ဒါပေမဲ့သူတို့တောက်လျှောက်မှာလည်းလက်နက်ကင်ဖွဲ့တွေရှိနေတာပါသူတို့စေကောင်းဝင်လို့ဘလူကအနေမပေးဘူးဆိုရင်တော့ပစ္စည်းတွေကိုတော့လွှတ်ယူထားလို့ရပါတယ်။ဘာမှပြန်ပြောလို့ရမှာမဟုတ်ပါဘူး။ နောက်ပြီးလက်နက်ကိုင်တွေနဲ့တွေ့တဲ့အခါဘာသာစကားခက်ခဲကြောင်းအဆင်မပြေတာတွေလည်းရှိပါသေးတယ်။အဲဒီမှာကအီရန်အမေရိကန်နိုင်ငံသားခံယူထားတဲ့သူတွေရှိကြတာပါ။ဒါပေမဲ့သူတို့အတွက်ပုံပြီးတော့အနေယူကြီးပါသေးတယ်။အမေကျော်တွေးတော်လွမ်းနေဆိုတဲ့ခေါင်းစဉ်တက်ပြီးရန်ရှာကြလို့ပါပဲ။ပြောရင်အီရန်ရဲ့အမေရိကန်အလက်ချစ်ဟာထိတ်တန့်စင်းထဲမှာတော့ထည့်လို့ရနေတာပဲဖြစ်ပါရင်။ရုရှားအမေရိကန်နဲ့ရုရှားကမှာပြိုင်ဘက်တွေဖြစ်တယ်လို့ရန်ဘက်တွေလည်းဖြစ်ပါရင်။ဒါပေမဲ့တချို့ကလည်းဒါကနိုင်ငံရေးအပြိုင်မှုတွေပဲ။တာမန်ပြည်သူကတော့အကိစ္စမရှိဘူးလို့တွေးတက်ကြတာပါ။အဲဒါကြောင့်ရုရှားသွားမယ် ဗော်ကာလေးတောက်ပြီးရုရှားမလေးတွေနဲ့အတွေ့အကြုံရှာမယ်စီးပွားရေးသွားလို့မယ်စသဖြင့်ရှိနေပါသေးတယ်ရုရှားယူကရိန်းဆစ်ဖြစ်နေတယ်ဆိုပေမဲ့အများစုကရုရှားတွေသိမ်းပိုက်ထားတဲ့ယူကရိန်းနေမြေတွေထဲမှာဖြစ်တာပါအဲဒါကြောင့်မော်စကိုကတော့လုံခြုံပါသေးတယ်လို့ယူဆချပါတယ်တခြားနိုင်ငံသားတွေအတွက်ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့အမေရိကန်သားတွေအတွက်တော့လုံးဝမဟုတ်ပါဘူးရုရှားထောင်လိုင်းရေးတွေကအမေရိကန်နိုင်ငံသားတိုင်းရဲ့နောက်မှာအရေးလို့ရှိနေလို့ပါပဲနောက်ပြီးအမေရိကန်ကိုမုန်းတီးတဲ့ရုရှားတို့လည်းရှိပါသေးတယ်အဲဒါကြောင့်အမေရိကန်အစိုးရကလည်းရုရှားကိုမတွားဖို့တတိပေးထားတာပါ တခုဆိုရင်အကူအညီတောင်းလို့ရနိုင်သေးပေမဲ့အဲဒီအချိန်မတိုင်ခင်မှာလည်းဖြစ်ချင်ရာဖြစ်သွားနိုင်လို့ပါပဲပြောရမယ်ဆိုရင်ဥပဒေရရှုပ်ထွေးမှုတွေကလည်းရှိနေတာပါကံကောင်းလို့ဘာမှဖြစ်ခဲ့ဦးဆိုရင်တော့တည်ထားမယ့်အချက်တွေရှိပါတယ်တနိုင်ငံချောင်းဒဏ်ခတ်ပိတ်ဆို့မှုတွေကအမဲဖြစ်နေတာကြောင့်အမေရိကန်နိုင်ငံသားရဲ့ credit card မှာရုရှားမှာဆိုရင်အချိန်မီပလတ်စတစ်ကတ်ဖြစ်သွားနိုင်တာပါပဲနောက်ပြီးအမေရိကန်နိုင်ငံသားဆိုရင်လူ့ချင်းနဲ့ရုရှားတွေကလည်းတသက်ကိုရှိနေတာပါအမေရိကန်တွေကိုလူ့ရင်ရဲတွေကထဲထဲဝင်ဝင်အေးမြူလို့ပါပဲအမေရိကန်ရုရှားနှစ်နိုင်ငံသားဖြစ်ခဲ့ရင်တော့ပြောချာရှိပါတယ် ဲ့ဒါကတော့စစ်မှုထမ်းဖို့အခေါ်ခံရပြီးနိုင်ငံတွေကလည်းထောက်ခွင့်ပိတ်ပင်ခံရတဲ့ကိစ္စပါမော်စကိုမှာအမေရိကန်တန်ယုံရှိတယ်ဆိုပေမဲ့သူတို့ကလည်းအ ਨੇ ဆုံးအင်အားနဲ့လဲပတ်နေရတာပါအဲ့ဒါကြောင့်ဖုန်းဝင်ခဲ့ရင်တော့အရေးတကြီးပြန်ဖြေလိမ့်မယ်လို့မမျှော်လင့်နိုင်ပါဘူးလေဆန်တော့ကိုရောင်ပြီးရောက်သွားခဲ့ရင်တော့အမှားကြီးမှားသွားပါလိမ့်မယ်။အဲဒီမှာဆိုရင်အမေရိကန်နိုင်ငံသားတွေဆိုရင်ပို့ပြီးရန်လိုချားလို့ပါပဲ။ဗီနီဆွဲလာကာရာကတ်ကိုလင်းဆင်းလိုက်တာနဲ့အမေရိကန်နိုင်ငံကလက်မှတ်ကပြင်းမဲ့တစ်ခုဖြစ်သွားပါလိမ့်မယ်။ဗီနီဆွဲလာကလည်းအမေရိကန်နိုင်ငံသားဆိုတာနဲ့ဒက်ရှိုလာဆိုပြီးတန်းတွေးကြတာပါ။ ဗင်နီဇွဲလားကအမေရိကန်တန်ယုံကိုလည်း2019ခုနှစ်ကပေးထားခဲ့ရပါတယ်။အဲဒီတော့တခုခုဖြစ်ရင်ကောင်စစ်ဝင်ရဲ့အကူအညီကိုမျှော်လင့်လို့မရပါဘူး။နောက်ပြီးဗင်နီဇွဲလားအာဏာပိုင်တွေကလည်းအမေရိကန်သားဆိုတာနဲ့သဘောထားတင်မှသွားမှာပါ။နောက်ပြီးစပိုင်လား၊ဘာလား၊ညာလားဆိုပြီးနှီးမျိုးစုံနဲ့စစ်ဆင်းအောင်မှာဖြစ်ပါရင်စစ်ဆင်းတဲ့နှီးတွေကလည်းတန်ညာနေမှာမဟုတ်ပါဘူး။ရက်ဆက်တဲ့နှီးလည်းမှန်သမျှကြုံရမှာပါ။နောက်ပြီးဗင်နီဇွဲလားမှာလည်းအမေရိကန်သားတွေကိုပြန်ပေးဆွဲငွေညှစ်တဲ့ကိစ္စတွေကအရှိန်ကောင်းနေတဲ့စီးပွားရေးဖြစ်နေပါရင်အဲဒီစီးပွားရေးကိုရာဇဝင်ကိုင်းနေတဲ့အချင်းပြက်အရာရှိတွေကကြိုးကင်ထားတာပါ။ အစိုးရလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေလည်းပါနေပါတယ်။အပန်းခံရပြီးလက်လုံသွားရင်ဘာမှမသိရပဲအစားဖြောက်ခံရမှာပါ။အခြေခံကျန်းမာရေးစောင့်ရှောက်မှုဆိုတာကရှားပါတဲ့ကိစ္စဖြစ်တယ်လို့ရေးသန့်စစ်စစ်စတားဖို့ဆိုတာကလည်းမလွယ်လောက်ပါဘူး။ဒီကြားထဲကမိကလည်းပြည့်ချင်တိုင်းကိုပြည့်နေတာပါ။ဒီနေ့အစိုးရမှရင်အမေရိကန်သားတွေနဲ့ပတ်သက်ပြီးဖိခဲ့တဲ့ကိစ္စတွေလည်းရှိပါသေးတယ်။အဲဒါကတော့အမေရိကန်သားပါတဲ့နိုင်ငံခြားသားတစ်ဖွဲ့ကိုဖမ်းပြီးအကြမ်းဖက်ကောင်းစင်တန်းအရေးယူလိုက်တာပါပဲ။အယူခံဝင်ခွင့်မရှိသလိုတရမန်ကြီးအပူပေါင်းမှုတွေလည်းမရှိပါဘူး။ နောက်ပြီးဗီနီဇွဲလားအစိုးရကိုယ်တိုင်ကအမေရိကန်နိုင်ငံသားတွေကိုအဲ့လိုခေါင်းစဉ်တက်ပြီးလိုက်ဖမ်းနေတဲ့အကြောင်းရှိပါတယ်။နိုင်ငံရေးဆွေးနွေးမှုတွေမှာဒီလူတွေကိုအတုံးချပြီးအခွင့်အရေးယူဖို့ပါပဲ။အာဖဂန်နစ္စတန်တချိန်လုံးကတော့အာဖဂန်နစ္စတန်မှာအမေရိကန်စစ်သားတွေသတင်းတောက်တွေအပြင်တာမန်လူတချို့တော့အေးအေးဆေးဆေးရှောက်သွားခဲ့မှုပါတယ်။အဲ့ဒီတော့ကဆိုရင်လည်းအာဖဂန်တချို့ကအမေရိကန်တွေကိုကူညီခဲ့ကြပါတယ်။ဒါပေမဲ့2021ခုနှစ်နောက်ပိုင်းမှာတော့မဟုတ်တော့ပါဘူး။အဲ့ဒီမှာပဲအမေရိကန်တန်ရုံကိုပိတ်ခဲ့လိုက်တာပါ။ပြီးတော့ပြန်ဖွင့်ဖို့လည်းမပြောတော့ပါဘူး။အခု2025အထိပါပဲ။ အဲဒါကြောင့် Afghan ဘာတစ်ခုခုဖြစ်ရင်ကောင်စစ်ဝင်ရဲ့အကူအညီရမှာမဟုတ်ပါဘူးနိုင်ငံတွင်းအခြေအနေကလည်းတနည်းရွှေတနည်းမွေဖြစ်နေတာပါလုံခြုံတဲ့နေရာကလည်းအချိန်မီအနေဖြစ်သွားနိုင်ပါရင်နောက်ပြီးတာလီဘန် ISIS နဲ့အဲကိုင်နာတို့လိုလက်နက်ကိုင်အဖွဲ့တွေကလည်းခေါင်းပြန်ထောင်နေတာပါအမေရိကန်တွေဆိုတာကသူတို့အတွက်မွေတင်းကြည့်လို့တောင်ဖြစ်နေတာပါနိုင်ငံသားတွေကိုပြန်ပေးဆွဲတဲ့ကိစ္စကဒီမှာတော့တန်တန်ပါပဲအမေရိကန်တွေကတော့အဲ့ဒီထဲမှာရေပန်းအစားဆုံးဖြစ်နေပါရင်အီရတ်လေယာဉ်ပေါ်ကဆင်းလိုက်ပြီဆိုတာနဲ့အီရတ်ကအမေရိကန်နိုင်ငံသားတိုင်းအတွက်တားရဲရင်းဖြစ်သွားမှာပါ၂၀၁၅ခုနှစ်မှာတော့ဒီအခြေအနေတွေကပိုပြီးဆိုးလာပါရင် အကြမ်းဖက်အဖွဲ့တွေပြည်သူစစ်တွေအမေရိကန်စံချိန်အစွန်ရောက်အဖွဲ့တွေနဲ့တွေ့ရနိုင်လို့ပါ။နောက်ပြီးသူတို့ကပုံရှုပ်ွယ်ရှုပ်နေကြတာမဟုတ်ပါဘူး။လက်နဲ့တကားကားနဲ့လမ်းပေါ်ပတ်နေကြတာပါ။တရင်တွေမှာတော့လုံခြုံရေးစုံရှိတာကိုတွေ့ရတယ်ပါရင်။ဒါပေမဲ့အဲ့နေရာတွေကလည်းအချိန်မီဒုံးချီကြနိုင်နေတာပါ။ဘက်ကတမှာအမေရိကန်တန်ယုံရှိပေမဲ့လည်းအရန်အားကိုလို့မရပါဘူး။2015ခုနှစ်မှာတင်းမာမှုတွေဖြစ်လာလို့တန်ယုံဝန်ထမ်းတွေကိုလျှော့ပြီးလဲပတ်နေရတာပါ။အဲဒါကြောင့်တခြားကိစ္စတွေကိုထည့်ထည့်ဝင်ဝင်လိုက်ကူညီနိုင်မှာမဟုတ်ပါဘူး။နောက်ပြီးအီရတ်ဝေဟင်ကအမေရိကန်လေယာဉ်တွေကိုလည်းပိတ်ထားတာပါ။ဒီကြားတဲ့အချိန်မီဖြစ်နိုင်တဲ့ပဋိပက္ခတွေလည်းရှိပါသေးတယ်။ ဆင်းအောင်ပါလေလူနာရီအဖြစ်ပါပဲမတော်တဆအထိခိုက်ဒဏ်ရာရခဲ့ရင်တော့စေးကူဖို့တော်တော်ဆောင်းအောင်ပါတခုဖြစ်ခဲ့ရင်ဒီကြောင်းလိုက်နေလည်းမရှိပါဘူးကုန်းလင်းပိုင်းကနေထွက်ပြေးမယ်ဆိုရင်လည်းလက်နက်ကိုင်အဖွဲ့တွေကြောင့်ကိုယ်တည်ရင်းကိုတူရတယ်လို့ဖြစ်သွားမယ့်အခြေအနေတွေရှိနေတာပါဆိုမာလီယာဆိုမာလီယာဘက်ခီးလဲဖို့စဉ်းစားလိုက်တာနဲ့တစားကန်ဖြစ်ပြီလို့ပဲမှတ်ရမှာဖြစ်ပါရင်ဒီနိုင်ငံကလည်းအမေရိကန်မုန်တီးပြင်းထန်နေတာပါအမေရိကန်တွေကိုစောင့်ကြည့်တဲ့စနိုက်ပါသမားတွေတောင်တတ်တတ်ရှိနေတာဖြစ်ပါရင်မြို့တော်မိုဂါတီရှူးကတော့နည်းနည်းလုံခြုံတယ်လို့ထင်နေရတာပါဒါပေမဲ့အဲ့ဒါကအာမခံချက်အသိမရှိပါဘူး အမေရိကန်တန်ယုံဝင်နေတဲ့အောင်လေစိမ်ထဲမှာပိမိမိဒုက္ခရောက်ခဲ့ရတဲ့ကိစ္စတွေရှိခဲ့ပါတယ်။လက်နက်ကိုင်းခိုင်းနေအရှာဘက်စစ်သွင်းကြွားနေတဲ့တဘုံစစ်ကောင်းဆောင်တွေကနေရာတိုင်းကိုစစ်မြေပြင်လို့သဘောထားကြတာပါ။2025ခုနှစ်မတ်လမှာပဲလက်နက်ကိုင်းတပ်ဖွဲ့ကဘဲဝမ်တန်ဟိုတယ်ကိုဘုံခွဲခဲ့လို့လူ20ကျော်ကန်ဆုပ်ခဲ့ရပါသေးတယ်။အဲ့လိုကိစ္စမျိုးတွေကဆိုမာလီယာမှာထူးဆန်းတဲ့ကိစ္စတွေတော့မဟုတ်တော့ပါဘူး။ဆိုမာလီယာကဘေကင်းကင်းနဲ့ထွက်နိုင်တဲ့နေ့ကအလေးချောင်းလိုက်တစ်ခုပဲရှိတာပါ။ကုန်းလန်းရေလန်းတွေကိုတော့မေးထားရမှာပါ။နေရာတိုင်းမှာပြန်ပေးသမားတွေ၊ဂျုံကိုတိုက်ခိုက်သူတွေ၊ဓမြတွေနဲ့ပြည့်နေလို့ပါပဲ။ အထူးသဖြင့်အမေရိကန်နိုင်ငံသားတွေဆိုတာနဲ့အသေးစားလိုက်ဖမ်းမယ်ဖွဲ့တွေကလည်းဒုနဲ့ထေပါပဲသူတို့လက်ထဲရောက်သွားရင်အစိုးဆုံးရလက်ကိုပဲမျောလင်းထားရမှာပါအဲဒါကြောင့်အမေရိကန်ဆိုရကလည်းဆိုမာလီးယားကိုစတန့်ထွင်ပြီးမသွားဖို့တတိပေးထားရတာဖြစ်ကြောင်းဝေမျှလိုက်ရင်းနဲ့ပဲဒီဗီဒီယိုလေးကိုညီကုန်းချိုးလိုက်ရပါတယ်ခင်ဗျာအစောင်းနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ